အလားတရားဆိုတဲ့အရာကြီးဟာပုထုဇဉ်လူသားတွေပဲတော့ဆွဲဆောင်နေတဲ့ဆွမ်းအားတစ်ခုဖြစ်ပါရဲ့။ယောက်ျားကြီးဖြစ်မိမပဲဖြစ်နေနေချောမောကြီးကောင်းကြီးရလေပါရမီတွေထဲကတပါဖြစ်ပါရဲ့။ဒါပေမဲ့တခါတရံကြရင်တော့အဲ့ဒီအရာတွေရဲ့နောက်ကွယ်မှာကြောက်စရာကောင်းတဲ့အန်ဒီရီတွေရှိနေတတ်ပါရဲ့။ဒါကြောင့်ဒီဇလန်လေးဟာလောကကြီးမှာကျင်းလန်းရှစ်တန်နေကြတဲ့သူတိုင်းတိထာတင်တဲ့ဒါသနာတစ်ခုကိုထိုးထွင်းပြသထားတာလည်းဖြစ်ပါရဲ့။ အားလုံးပဲမင်္ဂလာပါဗျာ channel လေးကို subscribe မလို့ရသေးရင်တော့ကြိုပြခဲ့ကြဖို့တောင်းဆိုလိုက်ပါအပမ်းမချဘူးဆိုရင်တော့ like တစ်ချက်နှစ်ပြီး comment လေးပါအမှတ်ပေးခဲ့ကြပါဦးဗျာ emoji လေးဖြည်းဖြည်းဗာပြည့်ပြည့်မှတ်ပေးခဲ့နေပါတယ်ထွေရွာလေးရဲ့မနေ့ကမှာတော့ ထိုးကြတို့ပဲရွာလေဈေးခဲတန်းလေးကကြွားသူရွာသားတွေရဲ့စကားအတန်တွေနဲ့စီကားတိုက်မြိတ်နေလေရှိပါတယ်ပြီးတော့အဲ့ဒါပြေကမှာဘိုးဘက်တို့လေတွေရဲ့ဟိုးရင်နဲ့ဟာလေကိုနီယာတွိုင်းတေးပြန့်နေလေရှိတယ်ဗျဝေးပြန့်တော့တဲ့ဘိုးဘက်တို့ရင်းနဲ့လေလာရအတန်းလိုက်ပါခန်းစားမယ်ဆိုရင်တော့ဈေးတတောက်တနေရာမှာရှိတဲ့အလပကလေးဘိုးဖဲတဲမိကလေးကို တွေ့ရမှာဖြစ်ပါတယ်သူမရဲ့နာမည်ကတော့နတ်တိခဲလို့ခေါ်ရဲဗျပြီးတော့ ပူရပုံစံလေးကိုဖွင့်ရပြောပြရမယ်ဆိုရင်တော့အနေငယ်ကြပြဆန်သွားပါလိမ့်မယ်။နိုင်ငယ်လို့ခေါ်တဲ့တဲသူမလေးဟာရိုးရှင်းလှပါတဲ့ဗန်းလေးတစ်ပွင့်လိုလိုမြေရဲ့အလယ်မှာပေါက်ရောက်နေတဲ့တော်ရိုင်ဗန်းလေးလိုပေါ့ဗျာ။လာပြီးပေါ်လို့ခုဖေးဝင်းဖားတဲ့အသားရည်နဲ့မောက်တောက်ပြောင်တဲ့စံကိတာနဲ့ဒုမိုင်းလာတရားတွေဟာကြွားတွေကလူငယ်တွေတွေဆွဲမဲ့ဆရာဖြစ်လို့နေခဲ့ပါတယ်။ဒုမပြောလိုက်တဲ့ခြေတွေမျိုးမှလည်းမြေလျော့တဲ့သူတွေဖို့ မေတ္တာကိုတော့မခက်နေအောင်ခက်ခဲကြရပါတယ်။နန်းကီဒီနေ့ဘာမို့တွေရှိလဲ။အများကြီးပဲအန်တီရေအန်တီလိုတဲ့မို့ဖို့တာပြောခုပြီလား။ပြီးတော့အခါတိုင်းနဲ့မလို့တဲ့အုံးနှုံးမလဲရတာလေးတွေလည်းပါလာတယ်။ကျမမို့တွေကိုဆက်ပရှယ်လုပ်ထားရနော်။အန်တီမိကြီးရဲ့စားချင်သွားမှာ။တမီနန်းကီကတော့ အပြောကောင်းချက်အေးရောက်သမာပီဇာပါပဲ။ယောဂီလေးကလည်းလှ လေယာလေးကလည်းကောင်းဆိုတော့မိုးဝဲဖို့တန်းစီနေကြတဲ့ကောင်းလေးတွေကမဟုတ်ပဲစားကျင်တာတော့မဟုတ်လောက်ဘူးထင်ပါရဲ့အဲ့လိုစားနောက်ခံရတော့နားကိခိုင်ကရှက်ရရပြီးခေါင်းလေးကိုခါလိုက်ကပုမြက်ဘောတွေကတောက်ပနေခဲ့တယ်ဗျာဒါပေမဲ့သူမကလည်းယောက်ျားတွေရဲ့အထာကိုကောင်းကောင်းကြီးတိပြီးတော့ဗိုင်ဆိုင်ထားတဲ့လာတရားတွေကိုပါနဲ့စွာအတုံးချနေကြတာပေါ့မိမမာယာတဲကိုပြားဆိုတဲ့စကားပိုးကအလကားမှမဟုတ်တာလေဗျာ ရခနာလောက်ကြာမှာတော့ကိုလိုကိုပေါတောက်တိန်တဲ့လူငယ်လေးတရားဒမရဲ့မိုးဆိုင်စီကိုရှောက်လာခဲ့ပါတယ်။နာဂိကလည်းအဲ့ဒီလူကိုမော်ကြည့်လိုက်တော့ကျွာတကြီးရဲ့သားမောက်ဆိုးလေးဖြစ်နေခဲ့ပါပြီ။ဆိုးလေးရဲ့မိသားစုဆိုတာကလည်းရွာမှာရေခွက်တွေအမြောက်များပိုင်ဆိုင်ထားပြီးတော့စီးစိမ်ဥစ္စာတွေပေါ်ကျွဲဝါတဲ့မျိုးရိုးဖြစ်ပါတယ်။ဥစ္စာပေါ်ယူချော်ပြီးတဲ့မောက်ဆိုးလေးကလည်းအင်မချိုးလေးနာဂိကိုပိုးပန်းတယ်လို့လို့နဲ့ ူမရှိကုန်ရောက်ရင်မင်နာကြီးကအမြဲတမ်းဖြီးနေခဲ့တယ်ဗျ။ဟောအကိုဆိုးလေခင်းနေစောတယ်နော်။ပြောပါဦးဘလို့ယူမှာလဲ။ဟုတ်တယ်ညီမကြီးညီမရဲ့မုတ်တွေကရောက်ကောင်းလဲဆိုတော့ရောက်တော့မကုန်ခင်အကိုအေးရကစောစောထလာခဲ့ရတယ်။ကဲကဲဆိုတော့ဒါရီအားလို့အကိုပဲယူလိုက်တော့မယ်နော်။ညီမကိုလည်းယူလို့ရတယ်မလား။ပြီးတော့ဒီညညမလေးနားကအားလာရင်အကိုနဲ့တူမိုးလေးပါလေးစာရင် အဖော်ဖော်ချင်လို့လေခင်အကိုကလေကျမကညဘက်ပြေးမှမထွက်တာဒါပေမဲ့အကိုလာခြင်းတဲ့ဆိုလေကျမရဲ့ကိုလာခဲ့လိုက်လေအကိုတွေ့အမုတ်တွေလှူထားပြီးမှာပေါ့ဒီစကားကိုကြားလိုက်တော့ဆိုးလူရဲ့မျက်အေးတွေကျဲသွားပြီးတော့အကျန်တစ်ခုနဲ့တူသူမပြောတာကိုသဘောတူလိုက်တယ်ဗျထုံညောက်ကရောက်မှာတော့သူမရဲ့တေးသားအင်္ဂလိပ်ထက်မှကြောက်သေးရှိနေရဲ့ပါဘီမိဘတွေကလည်း ဘွားဘေးချီနေရာစုပ်ပန်းသွားပြီဖြစ်တာကြောင့်သူဘွားဟာထီးကျန်နေခဲ့ပါတယ်။တနည်းကနေလှမ်းကြည့်မယ်ဆိုရင်တော့အနေငယ်လင်းတင်နေတယ်ဖျောက်တဲ့မိအောင်လေးကိုတွေ့ရမှာဖြစ်ပြီးအေးအနီးကိုရိုက်ရင်တော့စပယ်ပိုက်ရက်နဲ့လေးတေးပြတ်နေရာကိုခန်းစားပြီးမှဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူမလိုပဲရိုးရှင်လှပနေတဲ့စပယ်ပန်းလေးတွေရှိနေကြလို့ပါ။အဲဒီမှာပြောရင်းဆိုရင်လည်းစိုးနေလေ အေးထဲရောက်လာခဲ့တာပေါ့အရှိမထိုင်ဆောင်နေတဲ့နန်းကင်ကလည်းသူ့ရဲ့ရောက်လာတဲ့အဲဇဲကိုအဲ့ခံကြိုးဆူရှာပါရင်မလာတော့ဘူးလို့ထင်နေတာအကိုရဲ့လာလာအထက်ကဝင်လာခဲ့လေပေါ့ဆုံးလေးကလည်းဒီမရဲ့ဖဲ့ကော်မှုကြောင့်ကိုကုတ်လေးနဲ့အေးထဲကဝင်လာတော့နေခင်ကတည်းပေါ်လာပြင်ဆင်ထားတဲ့နန်းကင်လေးကို အနည်းငယ်တွေးလိုက်ရတာပေါ့။ဒါကြောင့်သူ့ရင်ထဲနှလုံးကိုယ်တန်းလေးဘလောက်ဆူသွားခဲ့ပြီးနန်းကင်ကိုယ်တော်နှုတ်ဆက်ဖို့မိတ်သွားလာအောင်သူမရဲ့အလှမ နေဝင်မင်းတက်သွားခဲ့တာပေါ့အကိုဒီမှာထက်နေပါဦးနော် အမောပြေသွားအောင်ဂျီလေးတစ်ခွက်လောက်အရင်တက်ပြရစေအော်အင်းအင်းဟုတ်ပါပြီညီမရေသူမဟာစိုးလေတောက်မဲ့ခွက်တဲကိုဆေးရီလို့ထင်ရတဲ့အရာတွေကို ထက်လာပြီးတော့သူ့စီကိုယူလာပေးခဲ့ပါရီဒီမှာဖြင့်မလာတော်ဘူးလို့တော့ထင်နေတာအကိုကအဂရတီသားပဲနော် မောင်စိုးလေးကလည်းသူမယူလာပေးတဲ့ရေခွက်ကိုယူပြီးတခါတည်းမောတော့လိုက်ပါရီ ရေတောက်ပြီလို့ဘလောက်မှမကြလိုက်ပဲရုတ်တရက်ဆိုသူလို့သူ့ခန္ဓာကိုယ်တဲ့ပူရှိရှိကြည့်လို့ခန်းစားလာခဲ့ရတဲ့ဗျာထို့နောက်နေလုံးတွေကပါတဖြည်းဖြည်းဝါလာပြီးတော့တကုတ်ကုတ်မှားနေပြီဆိုတာသူသိလိုက်ပါတယ်သူမဟာပန်းမရည်တဲ့ကိုအစိမ့်ခဲ့တာပြီးဒါကိုစိုးလေတည်တဲ့ချိန်မှာတော့အာလိုကနောက်ကျသွားခဲ့ပါပြီအဲ့ဒါတည်းမဟုတ်ဘဲအဘေးမှရှိတဲ့နတ်ကလေးကသူ့နာကိုတပြေးပြေးကက်လာနေခဲ့ပါတယ် အစိမ့်မိထားတဲ့စိုးလင်ကလည်းဂီဝေဝေနှစ်လုံးနဲ့ကြည့်လိုက်တော့လှဖချိုမိတဲ့နတ်ကင်ဖုတ်တော့ပေအခြားယောက်ဖြစ်ပြောင်းလဲသွားတာတွေ့လိုက်ရပါတယ်။အဲ့ဒီမျက်နှာကို တွေ့မိလေရတော့စိုးလင်လည်းလက်ခံသွားခဲ့ရပါလိမ့်။သူမမျက်နှာတစေးမရစ်တကောင်လိုပြောင်းလဲသွားခဲ့ပြီးပါစတဲ့မှလည်းချိုတက်တက်သွားပြီးရှိနေခဲ့တာပေါ့။ပြီးတော့စိုးလင်ကိုလည်းကြောက်မောက်ပဲပူဇာကြီးနဲ့ရီမောနေကတကူကူလှုပ်တော့မဲ့သဘောဖြစ်ပါလေ။ချက်ချင်းဆိုသလိုပဲ သူမရဲ့ဒီစိလက်တဲတွေနဲ့နှလုံးကိုဖောက်ထုတ်ပြေခဲ့ပါပြီ။ဆိုလေလေအော်ဟိဖို့စူးစားခဲ့ပြီမဲ့အစိရဲ့အာလိစင်ကြောက်အလုံးမပြေခဲ့ပါဘူး။နောက်ဒီနေ့မနေ့မှာတော့နတ်ကြီးရဲ့အိမ်ကြီးတောင်းဝထဲကနေအော်ဟိတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဘာလို့လဲဆိုတော့တကြီးရဲ့တပည့်တွေဟာမောက်ဆိုးလေရဲ့အသက်မဲ့နေတဲ့ခါတာကိုအားပြေးမြလိုက်ရလို့ဖြစ်ပါတယ်။ ပေါ့ဆုံးလျက်အလောက်ကိုကြည့်ပြီးတော့လက်သေးခင်မှာမကြည့်မဆက်ခန်းစားခဲ့ရတယ်ဆိုတာကိုသိလိုက်ကြပါလေ။သူရဲ့ဝမ်းပိတ်တွေရေပက်တွေကလည်းတချို့တယောက်ကရစက်စွာဆုတ်ခဲထားသလိုပွင့်ဟနေကအတွင်းကိစ္စတွေလည်းဘာမှမကြံတော့ပါဘူး။အသက်ရှင်စေကခန်းညားကြည့်ကောင်းတဲ့သူရဲ့မျက်နှာဟာမသိခင်ကခန်းစားခဲ့ရတဲ့ဝေဒနာကြောင့်ကိုပြဲ့ပန်ပြဲ့ဖြစ်နေခဲ့ပါလေ။ဒီတဲ့င်းကိုကြာတော့ရှိသမျှလူတွေကလည်း ပြပြတလဲရောက်လာကိုကြားပါရင်အမလီပုတ်တော့ဒါဘာပဲဖြစ်ကုန်တာလဲတမ်မန်တူချက်ကတော့ဘလို့နင်းနေမှဒီလိုတော့မှာမဟုတ်ဘူးဒါဆိုဘယ်ရာကသူ့ကိုဒီလိုလို့သွားတာလဲအဲဒါပေမဲ့မင်းညာကစတိုးလွင်ကနန်းကြီးရဲ့အေဘက်ကိုသွားတာတွေ့လိုက်တယ်အာဒီမင်းနဲ့ဦးချာတို့ကတော့မောက်စိုးလိန်နဲ့နန်းကြီးတို့ချေးဆိုထားတာကိုသိကြတဲ့အတွက်ဘာမှမပြောဘဲ ကြောက်မင်းနာတယောက်ကြည်လိုက်ကြပါရင်ဥရိအလိုကဒီကစ်တက်ကိုရိုးစုဝေဖန်ခဲ့ကြပေမဲ့အလှမကလေးနန်းကေကိုတော့ဘသူမှတန်တိရမဝင်ခဲ့ကြပါဘူးစိုးလူရဲ့ဖြစ်ဆိုးဟာခြေတကူကြတဲ့အထိကြွားကလူတွေထိလက်သွားခဲ့ရပါတယ်ဒါပေမဲ့အဘဲကြမှာတော့ရွာစိတ်တန်းလေးဟာရေလိုပဲစီကားလာခဲ့တာပေါ့တကုတ်ထူဆားတာကနန်းကေရဲ့မိုးဆိုင်လေးဟာအရေလိုလူမကြတော့ဘဲတိတ်ဆိတ်နေခဲ့တယ်ဗျာ ဒါကြောင့်ဒီမိုင်းမက်တာလေးကပူတူတူဖြစ်နေကြတာဗောအဲ့ဒီခိုက်တန်းမှာတာတုံးလို့ခေါ်တဲ့လူတရားကိုထပ်မံရောက်လာခဲ့တာဗောဒီမလီနိုင်မက်တာကြီးကအပါဖြစ်နေရလေနန်းကိုကြည့်ရတာစိတ်ကြီးစရာကိစ္စတစ်ခုခုရှိနေတဲ့ပုံစံပဲအော်မဟုတ်ပါဘူးအကိုရေကျမကအကိုစိုးလို့ရဲ့ကိစ္စကိုတွေ့ပြီးတော့စိတ်မကောင်းဖြစ်နေပြီလို့ပါဒီတော့တာတွေက အတော့ကိုကြောက်စရာကောင်းတော့တယ်နော် အဲ့ဒါကြောင့်ညီမလေးကြောက်မိရဲ့ပုံမကြောက်ပါနဲ့ညီမရေ အကူရှိပါလေအကူနန်းကိုကောက်ွက်ပေးမှာပေါ့အကူသားတို့ကတော်တော်ကြင်နာတက်တာပဲနော်ကျမအမှန်တည်းပြောရမယ်ဆိုရင်အခုတော်အိမ်မှာကြောက်တဲ့နေရတာကြောက်နေသလိုပဲဒီညကျမစီလာခဲ့ပါလားအကူသားတို့ကိုထင်းထင်းပြွှေ့ချင်လို့လေပါတော့ဆိုတာနန်းကေကိုကြိတ်ကြိတ်နေခဲ့တာတာတီဖြစ်ပြီးစိုးနေကြောက်တာနောက်ဆုတ်နေခဲ့ရတာပါအခုသူမကလည်း တားတို့ကိုမီးစိမ်းပြနေခဲ့တာကိုမလုပ်တွေကနေတဆေကိုတားတို့သိလိုက်ပါတယ်တားတို့ကလည်းကြောက်လာတဲ့ခွေးကိုလက်လွတ်မခံပေထဲချီသဘောတူလိုက်တယ်ဗျအဲ့ဒီညာလေးကိုရောက်တော့တားတို့ကလည်းနန်းကရဲ့အိတ်ထဲရောက်နေရဲ့ပါဘိုးချင်းမလည်းသူတို့ရောက်တဲ့တားရှိနေကြတာကြောင့်ထိုချေလေးဟာဂျီကိုတန်ပြီးပြေးထန်နေတဲ့အခြေလေးဖြစ်ပါတယ်ဒါပေမဲ့လေသူတို့ရဲ့ဆဲဆာကြီးဟာတကယ်ကြီးမိတ်ဆွေအစ်စ်တာရှိနေသေးတာကြောင့် ပါတို့ကလည်းအစ်စ်တက်နေဖို့စူးစားခဲ့ပါလေ။အဲညီမလေးနာကေအကိုလေးညီမလေးနာကေကိုချစ်နေတာအကြပြီ။အရင်က အကိုထက်သားတဲ့စိုးငယ်ရှိနေလို့သာအကိုနောက်ဆုတ်ပေးခဲ့တာပါ။ပါတို့ကလည်းအနေငယ်ရှင့်နေခဲ့ပြီးသူမကိုသဘောကျနေခဲ့တဲ့အကြောင်းဖွပြုံးလိုက်တယ်ဗျာ။နာကေကလည်းအပြုံးချိုချိုလေးနဲ့ကျမကလည်းအကိုကိုသဘောကျပါတယ်နော်။ သူမလည်းမတို့မဆိုင်ထက်ချင်းဆိုသလိုပဲပြန်ဖြည့်ဖေးလိုက်တော့ကိစ္စတွေကလည်းအထိုက်အသင့်ချောမွေးနေကြတာပေါ့အခြေစစ်တွေမော်နေတဲ့တာတို့လည်းသူချီမှာမြေလို့ကိုမှိတ်လိုက်ပြီးတော့ချစ်သူလေးရှိရာစီကိုလေယူရရေးလိုက်တယ်ရာဒါပေမဲ့တာတို့ထင်ထားသလိုတော့ခင်းမလာခဲ့ပါဘူးရုတ်တရက်သူမြင်လျားတဲ့အရာကြောင့်တာတို့လည်းမြေလို့တွေဖြူသွားခဲ့တာပေါ့ပရမဇုန်နေနဲ့ မင်းနာကစတင်ပြောင်းလဲသွားခဲ့ပြီးဖြူပွေးတဲ့အသားရည်တွေကစုံညရောရှာဖွဲ့ဖြစ်ပြောင်းလဲသွားခဲ့ပြီးလက်သေးတွေကလည်းချော်ထဲရှီလျားလာခဲ့ပါတယ်။ဒါပြီးကွယ်လျားလာတဲ့နှကန်းတစ်စုံကလည်းအကွဲထွက်လာပြီးမစဲ့တဲ့ကချော်ထက်တဲ့သွားတွေကိုထဲ့မှန်တွေ့လဲရတာပေါ့။ဒါတို့ဟာကြောက်စရာကောင်းတဲ့ဒီအသွေးပြင်းကြီးကိုတွေ့ပြီးတော့ဒါဒေါက်ခရရဲ့ရက်ပိုင်းကစိုးလင်ကိုရဲဆဲစွာတက်သွားတယ်။ဒီစိကြီးဖြစ်တဲ့ကြောင် တွေးမိသွားခဲ့ပါသည်တရုတ်ကကိုမြင်လိုက်တာနဲ့ချက်ကြီးပဲဒဇိမောက်ကိုတောထုတ်ပြီးတော့အရေးပြည့်ဖက်ကိုထစ်ပြေးသွားခဲ့ပါသည်တခုကံကောင်းတာကတာတို့ဟာသူမတိုက်တွေးခဲ့တဲ့ရေကိုမတော့ခဲမိတာကြောင့်အခုလိုခက်ပြေးလာနေကြတာပါအဲ့တော့မှပေချိုအောင်အတက်တိုးခက်ပြေးခဲ့ရပြီးပေဝန်းကျေကိုအကူကြီးတောင်းခံခဲ့ပါတယ်ကေကြပါဦးနန်းကေကဒဇိမောက်ကြီးပြတော့ကျုံနေသူချရော့ကိုလိုက်တဲ့နေပြီကေကြပါဦးဗျာ ရွာသားတွေကလည်းလူညီတဲ့အတွေ့ရွရွတဲတဲအတန်ကြားတာနဲ့လည်းနဲ့ကိုကြီးဆွဲကင်ပြီးချက်ချင်းထွက်လာခဲ့ကြလေဗျသူတို့ဟာနတ်ခရဲ့အေကိုဝိုက်ထားလိုက်ပြီးရကုတ်ကုတ်မှားတာနဲ့အတင်းရှင်းကြမဲ့ပုံစံရှိပါရင်အရှိမတော့ဒီစိမနတ်ကေရှိနေကြတော့အလိုလေသူရဲ့တယုံမှန်ကိုသိရှိသွားခဲ့ပါရင်ဒါဆိုနေနေကငါတို့ထင်သူတို့တကယ်မကောင်းဆုံးဖြစ်နေတာပဲမအစိုးရကလေးကအယက်မိပါတယ်ဟုတ်တယ် ဟုတ်တော့ကောနေတော့ဘာလို့ချင်လဲနေတော့ငါကိုဘာမှလုံးလို့မရပါဘူးဘာဖြစ်ဖြစ်ဖြစ်နေတော့ရဲ့ကလေးစားတွေကသိအရပါရှိတယ်ဆိုတာငါသိပြီးပြီအဲ့တော့နောက်လေငါဆက်စားအောင်ပါပဲဒီမစကားဆုံးတာနဲ့ချက်ချင်းပဲကိုရောက်ဖြတ်ကပျောက်ွယ်သွားခဲ့ပါတယ်တကယ်တော့ဖက်ပြီးသွားတာမဟုတ်ပဲဒွာဖားတွေရဲ့အမိကိုလှက်စားပြီးတော့အနောက်မှာရုတ်တရက်ထွက်လာခဲ့ပါတယ် ရသားတွေကလည်းဘိမက်ကိုတွေ့တာနဲ့တနေ့ပြည့်ခြေရွယ်လိုက်တဲ့အခါမှာနောက်တကြီးပြောက်ွယ်သွားပြန်ပါတယ်။နောက်တကြီးမှာတော့အဒီမရဲ့ကြောပဲမှာပြန်လည်ဖဲပေါ်လာခဲ့ကဥရဲ့လက်တဲတွေနဲ့လက်သေးကိုဖောက်ထုတ်ပြလိုက်ပါ။ဒါကြောင့်သူတွေမြောက်များမြေပေါ်ကျသွားပြီးတော့သွားသားတွေလည်းထိလက်ကိုကြပါရီ။ဒါပေမဲ့ကံကောင်းစွာနဲ့ဒိုင်ယာကစစ်မြေတီးပဲအဒီမေကလည်းသတိကက်ပြီးသူ့ကိုယ်သူကာကွယ်ခဲ့ပါရီ။ အဒီမေစီမာလေးဘိုးကြီးစီကရတယ်အကားခွဲအဆောင်လေးရှိနေခဲ့တာကြောင့်ဘာမှဆက်လို့လို့မရပဲဖြစ်သွားခဲ့ပါတယ်ထွက်သွားစမ်းဒီမှာဘာလဲနေတွေ့တယ်မလားဒီစေးမနန်းကိလေဘာမှလို့လို့မရတော့အော်ဟစ်ပြီးတော့နောက်ဆုံးထစ်ပြေးသွားခဲ့ရတယ်ဗျာသူဟာအခုလို့ဘာမှမလုပ်နိုင်တာကိုမကြေမချမ်းဖြစ်နေခဲ့ပြီးတော့ဤကောင်းမိုးပေါ်ကနေအားလုံးကိုကြိုးဝါခဲ့ပါတယ်ဒီညမဲတို့အားလုံးကံကောင်းသွားတယ်ဒါပေမဲ့ ငါနေတို့ကိုရှုတ်ပေးမှာမဟုတ်ဘူးငါဆက်ဆက်ပြာလာခဲ့မယ်နေတို့တယောက်မကြံသတိထားနေကြထို့သောဂျေဝါချေချောက်ပြီးတာနဲ့ရေပေါ်သို့ခုန်တဲ့ကကြောက်စရာကောင်းတဲ့ကြီးသားကြီးနဲ့အတူမောက်ထဲမှာပျောက်ကွယ်သွားခဲ့ပါ रे အဲ့ဒီညတွေကနေစပြီးတော့နိုင်ကိတ်ကိုလည်းဘယ်သူမှမတွေ့ရတော့ပါဘူးသူကလည်းပတ်သက်ပြီးတော့လေတော်သားတွေကတမျိုးတဖို့ဝေဖန်ပြောဆိုနေကြတယ်ဗျအဲ့ဒါက နာကေဟာစီရဲတို့အတွေ့ချမ်းသာတဲ့ယောက်ျားတွေကို အပယ်ရစေဖို့အွန်လိုင်းပညာတွေလိုက်လံခြေသွင်းခဲ့တယ်လို့ဆိုကြတာပေါ့အွန်လိုင်းဆိုတာကံတဲ့ရေကိုယ့်အတက်ကိုစူးတဲ့ပညာဖြစ်တာမို့အခုတို့တွေဒီဖြစ်လာခဲ့တယ်လို့ပြောကြပါတယ်ထိုချေကနေစပြီးတော့ပြောသားတွေကလည်းညဘက်လက်ကဲတွေထားရှိခဲ့ပြီးအရေးဖြစ်ပဲကိုလည်းတော်ယူနေမထွက်ရကြတော့ပါဘူးအเจ้าကတော့သူမပြောခဲ့သလိုပဲတတိမပြန်လာခဲ့ရေးဆိုတဲ့တွေ့က သူတို့ကိုချောက်လန့်နေကြလို့ပါ။ဒါကြောင့်ကြွားသားတွေထင်တယ်လို့သူမတကယ်ပြန်လာခဲ့မှာလား။မဟုတ်ရင်ပေါ်ပြီးတပုတ်နေနေပြီးတောက်ခွေသွားမှာလားဆိုတာကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျ။ဒီဇလန်လေးကိုကြည့်ပြီးတော့ကျွန်တော်တို့မြင်နေရတဲ့ထလားပါတဲ့အရာတွေဟာအပေါ်ယံသာဖြစ်နေနိုင်ပြီးအတွင်းမှာတော့မနှိမ့်မြုပ်စရာအရာတွေကိုဖိုးကွယ်ထားနိုင်ပါလိမ့်။လူကြီးသူမာတွေကအမြဲပြောနေကြသလိုပဲလှတာမဲ့ရည်ညစာခက်ပါလိမ့်မယ်။ ။ဒါကြောင့်ညစာကအရေးကြီးတယ်ဆိုရင်တော့လှတာကိုမမဲ့ပါနဲ့ဗျ။ခါတလေမှာကြာတော့ဒီကနေ့သာမညာကိုခွဲခြားနေဖို့ကအရေးကြီးတယ်မဟုတ်လားဗျ။